ပြည်တွင်းသုံးစွဲမှုကအမေရိကန်ဒေါ်လာတန်း၄၀၀လောက်ရှိတော့ဒီပြောင်းလုပ်ငန်းကြီးကဒေါ်လာအမေရိကန်ဒေါ်လာ1ဘီလျံလောက်ဟိုလဲပတ်နေတဲ့လုပ်ငန်းစုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တောင်တူအတွက်ကောဟိုနိုင်ငံအတွက်ကောအရေးပါတဲ့လုပ်ငန်းဖြစ်ပါတယ်ခုဒီချက်ကတော့နံပါတ်၁ကတော့ဒါထုံးတန်တန်ပြောရမယ်ဆိုတော့ဒီဟိုကျွန်တော်ဒီတောင်သူအချိုးပေါ့နော်ပြီးတဲ့ခါကျတော့နောက်ခါကျတော့ size A ကနေမြင့်တက်မယ် size Z တွေရောကြမယ်ပြီးတဲ့ခါကျရင်ဟိုပေါ့ဟုတ်ကောင်ကလည်းပုံမတိုးတဲ့ရရှိမယ် ပြီးရင်နံပါတ်2ကတော့ဒီပြည်တွင်းမှာရှိတဲ့အဆောက်အအုံဆက်ယုံတွေကိုမူတည်တယ်ဒီဟာတွေကိုလည်းကျွန်တော်တို့ကဘယ်လိုဆိုပြည်ပြည်ဝဝနဲ့ပူလုံနိုင်အောင်ကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်ရမယ်နံပါတ်3အဓိကအရေးကြီးတာကတော့ပြည်တွင်းသုံးဆက်မှုမှာပူရှန်တဲ့အတွက်ကြောင့်မို့ပြည်ပဟိုဖို့တဲ့ဈေးကွက်ကိုလည်းကျွန်တော်တို့ကဆက်လက်ပြီးမှထိန်းသိမ်းတိုင်ဖို့အတွက်ကိုအဓိကထားပြီးတော့မှဆောင်ရွက်မယ်ဆိုတဲ့ဥတည်ချက်ကရေပူရအဖြစ်ရှိထားတယ်ပြောင်းတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံဒီ layer ဖက်ကုန်တွေမှာ ျွန်တော်တို့နံပါတ်3အဆင့်ရှိရပါတော့ဟိုကျွန်တော်တို့ export အများဆုံးကစံတင်ပို့တယ်ပြီးရင်အဲပဲပဲတင်ပို့တယ်စံတင်ပို့ရပြီးပြောင်းကျွန်တော်နံပါတ်3နေရာမှာရှိရပါတော့နှစ်စဉ်ကျွန်တော်တို့ export ပို့နိုင်တဲ့တန်ဖိုးက American dollar တန်း6လောက်ရှိပါတယ်ပြည်တွင်းသုံးစွဲမှုက American dollar တန်း400လောက်ရှိတော့ဒီပြောင်းလုပ်ငန်းကြီးက dollar American dollar တဘီလန်လောက်ဟိုလဲပတ်နေတဲ့လုပ်ငန်းစုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တောင်တူအတွက်ကောအော်နိုင်ငံအတွက်ကောအရေးပါတယ်လို့ဖြစ်ပါတယ်။အဲ့ဒီတဘောကထင်းသိမ်းဆိုတာအဓိကကတော့ဒါကျွန်တော်ရဲ့ဒါအိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံပေါ့နော်။ ထိုင်းနိုင်ငံမှာဒါနှစ်စဉ်ဒီမတ်လဧပြီလဆိုရင်မိခိုးမျိုးကိစ္စတွေကနှစ်နိုင်ငံကဟိုတွင်းတွင်းတယ်ဆိုတော့လေတုညင်းညက်မှုပေါ့နော်တော်တော်လေးဖြစ်တယ်ဖြစ်တဲ့အရာကိုမတည့်တဲ့ခါကျတော့သူတို့နိုင်ငံဘက်ကလည်းဒါကိုတွေ့ကြုံခံစားရတယ်ထို့အတူပဲကျွန်တော်ရဲ့ဒီနယ်စပ်ဒေသဒါခြေသိမ်းတို့ဘာလို့ဒီဘက်ဒေသတွေကအကုန်လုံးကလည်းတွေ့ကြုံခံစားရတယ်အတူတူပဲဖြစ်တယ်ဒီအတွက်ကြောင့်ဒီပြောင်းကဘယ်လိုပြောဆိုရင်တောင်ယာခုတ်ထွင်ရှင်းလင်းပြီးတော့မှမီးရှို့တယ်ဆိုတဲ့အရာကိုမှ ဘူတီပြောမှာတတ်ပြောလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီပြီးခဲ့တဲ့2024 2025တွေကစတင်ပြီးတော့မှဒီ CB group နဲ့လည်းပေါ့နော်သူကပူးပေါင်းပြီးတော့မှမီးမရှိုးတဲ့တောင်ယာတွေကနေမှကျွန်တော်တို့ပြောင်းစံကိုဝယ်ယူတယ်ပြည်တွင်းမှာလည်းသုံးဆွဲတယ်ပြည်ပလည်းတင်ပို့ရဲဆိုတဲ့အကောင့် project တစ်ခုကိုကျွန်တော်ကဒါအကောင့်နဲ့ပေါ်ခဲ့တာပေါ့နော်ဒီအောင်လည်းအကောင့်နဲ့ပေါ်နိုင်ဖို့အတွက်ကတောင်သူတွေကိုလည်းကျွန်တော်တို့ကမီးမရှို့ဖို့အတွက်ကိုကျွန်တော်တို့ကဘယ်လိုပြောမလဲပညာပေးတယ်လှုပ်ဆော်တယ်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ဒီ satellite image ကိုအသုံးပြုပြီးတော့မှ ဘယ်နေရာကမီးရှို့ထားလဲဘယ်နေရာမီးမရှို့ထားဘူးလဲဆိုတော့ခွဲကြတာပေါ့နော်နောက်တစ်ခုကဒီမီးရှို့တဲ့အရာတစ်ခုနဲ့မီးခိုးမြူကိစ္စတစ်ခုနဲ့မကောက်ဘူးပေါ့နော်ဟိုပေါ့ပေါ့တစ်တော့ထိမ့်သိမ့်တဲ့အရာတစ်တော့ထိမ့်သိမ့်မှာတစ်တော့ပြုံးလို့မရှိအောင်တစ်တော့ခုတ်ထွင်ပြီးတော့မှဆက်ပြိုးမြေဖြစ်ချက်ထွင်နေဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကဒါကိုလည်းဟိုမတုံ့ဖို့အတွက်ကိုတေချာအောင်မှကျွန်တော်တို့ဒါ view ဆက်ပြီးတော့မှဒီကထင်းသိမ်းနဲ့စောင့်နေပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီအချက်နဲ့ချက်နဲ့ကျွန်တော်တို့စောင့်နေတယ်နံပါတ်1ကမီးခိုးမြူနံပါတ်2ကတစ်တော့ချက်ဖုတ်ထွင်ခြင်းပြီးတော့မ နေရာမြေချက်ထွင်တဲ့ကိစ္စတွေကိုမလုပ်ဖို့အတွက်ကိုကျွန်တော်ကဒါဒေတာကြီးကိုမှပေါ့နော်တောင်တွင်နဲ့ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်ရှိပါတယ်ဒါကျွန်တော်တို့ကဒါဟိုအတင်းကစတီထောင်တာ2022 2025ရဲ့နေ့တီထောင်ခဲ့ရဆိုတာကလည်းအတင်းကြီးကိုဖြစ်ဖြစ်မြောက်နဲ့ဖြစ်မြောက်လို့ကျွန်တော်ဒါတော်တော်ကြီးကိုတီထောင်ခဲ့တာပေါ့နော်တီထောင်ခဲ့ရဆိုတော့အခုလာမယ့်2025 26ရက်နေ့စပြီးတော့မှဒီကျွန်တော်ဒီအထွေအတွင်းရေးမှုတို့ကိုငင်းငယ်ကျော်တို့လိုမျိုးဒါလူငယ်ပိုင်းတွေကိုမူတည်ပြီးတော့မှတဖြည်းဖြည်းချင်းနဲ့သူကလက်တွဲပြီးမှနောက်ပိုင်းလောက်လာကြတာပေါ့နော်2028ရဲ့နောက်ပိုင်းမှသာဆိုရင်တော့ ဒီလူငယ်တွေကပဲဒီအသင်းကြီးကိုဥဆောင်ပြီးတော့မှ select ပြီးတော့မှသွားမယ်ဆိုတော့ generation setup ပေါ့နော်အဲ့အရာတစ်ခုကိုကျွန်တော်ကဒါဒီစောင့်နေပါတယ်။ဟော export ပို့တာကတော့ဒီဟာကပြောင်းစံကတော့ဒါအဓိကဈေးကွက်အနေနဲ့ကတော့ဒါအနည်းဆုံးဆုံးခိုင်းနိုင်ငံပေါ့နော်။ခိုင်းနိုင်ငံကိုသွားရဲဆိုရင်ကျွန်တော်တို့ကလမ်းကြောင်းက၃ခုသွားလို့ရတယ်။၃ခုမကောက်၄ခုတော့သွားရ။နံပါတ်၁ကဘယ်ရလဲဆိုရင်နေဆက်ကွန်တွေနေပြီးရခါကျတော့နံပါတ်၂ကရေချောင်းပေါ့နော်ပို့ဆောင်တာ။ရန်ကုန်စိတ်ကမ်းအနေမှာဒီလိုကစိတ်ကမ်းနေမှာမဟုတ်ဘူးရေချောင်းပို့ဆောင်မှုနေနဲ့အများကြီးလုပ်ခဲ့တယ်။ ထို့တူပဲနေဆက်ဒေသဖြစ်တဲ့တာချီလေးရဝရီကော့တောင်းဒီအာရီကလည်းမူတည်ပြီးပါရင်ကျွန်တော်ကကုန်းချောင်းရောရေချောင်းနှစ်မျိုးလုံးသုံးပြီးတော့မှကျွန်တော်တို့ဒါဟို export တင်တဲ့အရာကဒါအိန္ဒိယချင်းဖြစ်တဲ့ထိုင်းနိုင်ငံကိုတင်ပို့တာပါဒီဝေးတဲ့ဒီဖိလစ်ပိုင်တို့အိန္ဒိယတို့ကြတော့ကျွန်တော်ကအများသောဖြစ်ကျွန်တော်ရေချောင်းနဲ့ပဲကျွန်တော်သွားကြပါတယ်နောက်ပိုင်းမှာလည်းဒီတရုတ်နိုင်ငံကိုလည်းဈေးကွက်အနေထားအရပြန်လည်ရရှိတော့မယ်ဆိုရင်တော့လည်းကျွန်တော်ရေချောင်းနေသွားနိုင်ဖို့အတွက်ကိုအဓိကဦးစားပေးနေတယ်ကျွန်တော်တို့ဒါစီစဉ်ထားပါတယ် ဒါကပြည်တွင်းထုတ်ကုန်နေတဲ့ဂုဏ်ယူဆလုပ်ငန်းဆိုတာကတော့ဒါကျွန်တော်တို့မမွေးခင်ကတည်းကဖြစ်တည်ခဲ့တဲ့ပြောင်းဆိုင်ပြုမှုပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါအစဉ်အလာကိုဆက်လက်ပြီးမှခင်းသိမ်းပြီးမှပုံမတိုးတက်အောင်လို့ပေါ့နော်ဟိုဝိုင်းဝန်းဆောင်ရွက်ကြရတဲ့ဆိုတဲ့အနေထားလေးတစ်ခုပဲဖြစ်ပါလားဥတီချက်ကတော့နံပါတ်၁ကတော့ဒါထုံးစံတန်းပြောရမယ်ဆိုတော့ဒီဟိုပေါ့ကျွန်တော်ဒီတောင်သူအချိုးပေါ့နော်ပြီးတဲ့ခါကျတော့နောက်ခါကျတော့ size A ကနေမြင့်တက်မယ် size Z တွေရောကြမယ်ပြီးတဲ့ခါကျရင်ဟိုပေါ့ပုံကောင်ကလည်းပုံမတိုးတက်ရရှိမယ် ပြီးရင်နံပါတ်2ကတော့ဒီပြည်တွင်းမှာရှိတဲ့အစားအစာစက်ရုံတွေကိုမူတည်တယ်ဒီဟာတွေကိုလည်းကျွန်တော်တို့ကဘယ်လိုဆိုပြည်ပြေဝါနဲ့ပူလုံနိုင်အောင်ကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်ရမယ်နံပါတ်3အဓိကအရေးကြီးတာကတော့ပြည်တွင်းသုံးဆက်မှုမှာပူရှံတဲ့အတွက်ကြောင့်မို့ပြည်ပကိုပို့တဲ့ဈေးကွက်ကိုလည်းကျွန်တော်တို့ကဆက်လက်ပြီးမှထင်းသိမ်းတိုင်ဖို့အတွက်ကိုအဓိကထားပြီးတော့မှဆောင်ရွက်မယ်ဆိုတဲ့ဥတည်ချက်ကရေပူရအဖြစ်ရှိထားတယ်ခုနကကျွန်တော်တို့ဥက္ကရာပြောသလိုပေါ့နော်ဒီကြောင်းဈေးကွက်ကဟိုဒေါ်လာဘီလီယံနဲ့ချီတဲ့ဈေးကွက်ဖြစ်တယ် ကျွန်တော်နိုင်ငံမှာလည်းစိုက်နိုင်ပြုနိုင်တဲ့အနေအထားလည်းအများကြီးရှိသေးတယ်။နောက်ဒီကျွန်တော်ဒေတာအတွင်းမှာလည်းကျွန်တော်တို့ကလိုအပ်ချက်မြင့်တယ်ပေါ့။ဒေတာအတွင်းမှာလည်းကျွန်တော်တို့ဒီထိုင်းနိုင်ငံအာဗီယက်နမ်နိုင်ငံဖိလစ်ပိုင်နိုင်ငံ DR ရဲ့လိုအပ်ချက်ကမထွက်တန်10သန်းနီးပါးရှိပါတယ်။ကျွန်တော်နိုင်ငံကစိုက်ပျိုးနိုင်တာမှမထွက်တန်3သန်း export လုပ်တာကမထွက်တန်2သန်းလောက်ပေါ့။အဲ့တော့ဒီလောက်ကြီးတဲ့ market ရှိရောကျွန်တော်တို့ကဒီ sector ကိုကျွန်တော်တို့အသေးနဲ့နည်းနဲ့အတိုင်းဆုံးစူးစမ်းပြီးမှ sector ရဲ့ GH စနစ် အောင်မြင်အောင်လုပ်ပြီးမှပုံမိုးစိုက်ပျိုးနိုင်ဖို့ပုံမိုး ရောင်းချနိုင်ဖို့နိုင်ငံခြားဝင်ငွေပိုမိုရှာနိုင်ဖို့အဲ့မျိုးရွေပြီးမှကျွန်တော်တို့စူးစမ်းဆောင်ရွက်သွားပါမယ်ခင်ဗျာကျွန်တော်လေးဟိုခုနဟိုအစည်းအဝေးခတ်မှတယ်မှာအေရှာမှာလည်းကျွန်တော်ဗာလဲနှစ်ခါပေါ့နော်ဟိုအဖာစကားပြောခဲ့ရသလိုပဲပေါ့နော်ဒီကျွန်တော်တို့ဒီပြောင်းလုပ်ငန်းအသင်းကတိုင်းနေပြည်နယ်ကိုအသင်းကိုအခြေပြုပြီးမှကျွန်တော်ဖွဲ့ထားတာတိုင်းနေပြည်နယ်ကိုအသင်းမှာဆိုရင်ဗာပါလဲဆိုရင်လဲသမားဟိုတောင်းသူပါတယ်ပြီးတဲ့ခါကျရင်ဟို local trader တွေပါတယ်ပြီးရင် exporter တွေပါတယ်ပေါ့နော် ဒီလိုတွေပါတဲ့အတွက်ကြောင့်မလို့ဒီကျောင်းလုပ်ငန်းအသင်းဆိုတာဒီ sector တစ်ခုလုံးကိုမူတည်ပြီးတော့မှကျွန်တော်တို့ကဒါခြုံငုံထားတာပေါ့နော်ဆိုတော့ UG ထုတ်လုပ်တာတွေရဲ့ပြီးတဲ့ခါကျရင်ဟိုပေါ့နော်တောင်သူရဲ့ပြီးတဲ့ခါကျတော့ဒါကျောင်းဝယ်တာရဲ့သုံးဆွဲတာရဲ့ပြီးရင် export တင်တာရဲ့ပေါ့နော်ဒီအရာတွေကိုမူတည်ပြီးတော့မှကျွန်တော်တို့ကဆောင်ရွက်တဲ့အတွက်ကြောင့်မလို့ကိုဒီအရာကိုမူတည်ပြီးတော့မှတိုင်းနိုင်ငံအသင်းကိုတင်လက်ဖွဲ့စည်းထားတယ်ဖွဲ့စည်းတဲ့အရာမှာဒီပံ့ပိုးပေးတဲ့ UAB ban ARI Bank မြန်မာ Citizen Bank ပြီးတဲ့ခါကျရင်ကျွန်တော်တို့ဒီရန်ကုန်တိုင်းကျောင်းလုံငန်းအသင်းဝင်တွေပေါ့နော်ဆိုတော့ဟို exporter တွေပေါ့နော်သူတို့ရဲ့ AR နောက်ခါကျတော့မျိုးစီကုမ္ပဏီဖြစ်တဲ့ NAS New Asia C A28 ပေါ့နော်ပြီးရင် Niti ကုမ္ပဏီကထုတ်တဲ့ HM25 ပေါ့နော်အဲ့ဒီကုမ္ပဏီတွေနောက်ခါကျတော့ Kubota တီရဝါမှာအခြေစိုက်ထားတဲ့ Kubota ကုမ္ပဏီပြီးရင်ကောင်းကြီးတင်ခါကုမ္ပဏီပြီးရင်ထိုင်ဝမ်အခြေစိုက်တဲ့ Sankyu Dryer ပေါ့နော်အချောက်ခံဆက်ပေါ့နော်ဆိုတော့ ဒီမိသားစုပုံစံမျိုးဖြစ်နေတဲ့အတိုင်းဝိုင်းတွေကပဲကျွန်တော်တို့ကိုပြန်ပြီးတော့ပြင်ပပြတော့ကျွန်တော်ကျေးဇူးအများကြီးတင်တယ်ဒီနေ့မှာဒီချိန်မှာဒီလိုစီစီကားကအောင်မြင်တဲ့ကျင်းမနိုင်တာလေသူတို့ရဲ့ကျေးဇူးကြောင့်မလို့ကျွန်တော်အများကြီးဖြစ်ခဲ့တယ်ဒါကြောင့်မလို့ဒီအရာမှာမူတည်ပြီးဝင်လဲဖတ်မှတ်ပြီးတော့အတူတူကလက်တွဲပူးပေါင်းဆောင်ရွက်ပေးဖို့ကျွန်တော်အနေနဲ့ဒီနေ့ကနေမြစ်တာရက်ခံပါတယ်